အားသာဝါနာရှင်ညီအစ်ကိုမများလုံးပဲမင်္ဂလာမနက်ခင်ဗျာခင်ဗျာဂျွန်လာ16ရက်နေ့ရက်နောက်ဆုံးရအာဆီနယ်မနက်ခင်းသတင်းလေးပုတ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်တက်တော့ YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းကိုလည်းတကယ်ကျေးဇူးတင်ပါတယ် ကဲကျွန်တော်ပထမဆုံးတင်ပြဖို့ကတော့ Sport Bay ကဖော်ပြထားတဲ့ Benjamin Sesko သတင်းတွေကိုကျွန်တော်စပြီးဖွင့်လိုက်ရအောင်အခုနောက်ပိုင်းယောဂရက်နဲ့ Sesko သတင်းတွေတရက်နှစ်လောက်ရှိပြီကျွန်တော်မပြောဖြစ်တာပေါ့လေအခုမှသတင်းတွေပြန်ပြီးအစပြန်ဆွဲထုတ်လာကသတင်းဌာနက Sport Bay သူဖော်ပြသွားချက်ရဆိုရင်တော့ Arsenal နဲ့ Benjamin Sesko ကြားထဲမှာပုံကိုယ်သဘောတူမှုရပြီဒီအချက်ကကြတော့ RP Lipsit တို့သဘောကျမဲ့ဈေးတန်းတစ်ရက်နီးပါးအထိ အာဆင်နယ်တို့ကကံလန့်မှုမကြခင်မှာပြုတ်လုသွားမယ်တစ်ဖက်ကမငင်းနိုင်လောက်တဲ့အနေအထားအထိပေါ့လေအဲ့တော့ကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်တတင်းကတော့ဒီဒီပမာဏပဲသူတို့ထွက်လာပေါ့လေအဲ့တော့အာဆင်နယ်နဲ့ဗဂျင်မစ်ဆက်ကိုသဘောတူညီမှု ပုံကိုကြီးသဘောတူညီမှုရတယ်ဆိုတာကဒီနေ့မှမဟုတ်2024နွေရာသီမှာတည်းဟိုက သဘောတူညီရခဲ့တယ်။နောက်ဆုံးမှကစားသမားကအဲ့မှာဆက်နေဖို့ရွေးချယ်လိုက်တာပေါ့လေ။အခုပုံကိုယ်သဘောတူညီထပ်ပြီးရတယ်ဆိုတာလေ။ကြံခဲ့တဲ့မေလာတွေကသတင်းညာထွက်ထားပြီးသား။အဲ့တော့ဒီသတင်းဒီအစ်စ်မဟုတ်ဘူး။ဒါပေမဲ့အစ်စ်သတင်းကဘာလဲဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးအာဆင်နယ်တို့ကအာပီလစ်စစ်တို့မငင်းနိုင်လောက်တဲ့ပမာဏတစ်ခုနဲ့ကန့်လန့်ဖို့အတွက်ပြင်ဆင်နေဆိုတဲ့အချက်ပဲ။အဲ့ဒီချက်ကတော့စိတ်ဝင်စားဖို့ကောင်းတယ်။ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တော့တစ်ဖက်က လိပ်ဇက်တို့လိုချင်တဲ့ UO တန်း80နဲ့တရာကြားပမာဏတစ်ခုအများကန်လန်းသွားမလားဆိုတာပေါ့လေအဲအာဆင်နယ်လည်းတည့်အတိုင်းပဲမဖြစ်နိုင်တဲ့ဈေးနဲ့တော့သုံးလေးချိန်လောက်တော့သူတို့ကန်လန်းရမှာမဟုတ်ဘူးတစ်ချိန်နှစ်ချိန်နောက်လည်းတော့သူတို့အရာခေါ်ဖို့ကြိုးစားလိမ့်မယ်အဲဒါပေါင်အားဖြင့်ဆိုရင်တော့လိပ်ဇက်တို့ကပေါင်68.5တန်းနဲ့ပေါင်85.5တန်းကြားသူတို့လိုချင်တယ်ဆိုတော့ကျွန်တော်ပြောတဲ့ UO တန်း80နဲ့တရာကြားလောက်ရရင်လက်လွတ်သွားမယ်ဒါကအခြေခံပေးမှတ်မယ်ရှိတယ်ကြံတဲ့အပိုင်းဘာညာကြံသေးတယ်အဲဒါအာဆင်နယ်အသင်းနဲ့ လစ်ဆက်ကြားထဲမှာတရားဝင်ဆွေးနွေးမှုမရှိသေးဘူးဆိုပြီးတချို့ report တွေပေါ်ပြလည်းရှိတယ်။အဲဒါဆိုအာဆင်နယ်ရဲ့လက်ရှိကမ်းလှမ်းမှုဒီပထမအကြိမ်ဖြစ်သွားနိုင်တယ်လို့တစ်ဖက်ကလစ်ဆက်တို့ကလည်းပယ်ချမလားဆိုတာတစ်ချက်တော့စောင့်ကြံပါဘောလေ။ဘာပြောပြောပါကမ်းလှမ်းမှုဖြစ်လာတယ်မဖြစ်လာဘူးဆိုတာထက်အာဆင်နယ်မှာဒီလိုမျိုးအစီအစဉ်တွေရှိလာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဝမ်းသာကျွန်တော်တခုလေဒါကျွန်တော်တအူးရဲ့အမြင်ပေါ့အဲ့ဒါဘာလဲဆိုတော့ ယောဂရက်တက်စာရင်ဆက်စကိုဘက်ကအာဆင်နယ်ကအမြဲတမ်းအตาရခဲ့လို့ထင်တယ်သူတို့စိတ်ထဲမှာလည်းအမြဲတမ်းရှိတယ်တစ်ဖက်ကဈေးကမတန်ဘူးဆိုပေမဲ့လည်းနောက်ဆုံးရွေးချယ်စရာမရှိရင်တိုက်စစ်မှုတအူးတော့သူတို့မဖြစ်ဖြစ်တဲ့အနေနဲ့ဝယ်မှာအဲ့တော့လည်းသူတို့ကတိုက်တောင်မှန်အတွက်ငွေပုံသုံးလိုက်တယ်မျိုးလည်းမရှိသေးဘူးကိုင်းလက်တအူးတော့သူတို့ဝယ်ထားရှိတယ်ဒါကြောင့်မို့လို့အာဆင်နယ်တို့အနေနဲ့တိုက်စစ်မှုတအူးတော့ခေါ်လိုက်မယ်အဲ့ဒီဈေးတန်းတစ်ရက်ကလည်းသူတို့လိုချင်တဲ့ဈေးတန်းရရမရလို့ရှိရင်တော့သူတို့ overprice တစ်ခုနဲ့တော့ တဖြည်းဖြည်းနဲ့တော့အနာနီးလိုင်းတော့လုံသွားလိမ့်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့လာမယ့်ရာသီအဖွဲ့၅ဘွဲ့ရလေအသင်း၃သင်းလောက်ကကြီးချောက်ကြီးတွေကအသင်းနဲ့တွေ့ရမှာဖြစ်နေတဲ့နေသားလည်းပါတာပေါ့လေ။ကဲညီကိုတော့ဘယ်လိုထင်လဲ။22နှစ်ရဲ့ဆလိုဗီးကီးယားသားအာဆင်နယ်ကိုရောက်လာမယ်ထင်လား။ခွန်မဝင်ရောက်ရေးသားပြီးတော့ပါဦး။ဒုတိယမြောက်သတင်းတပုတ်ကတော့ဒါ Telegraph သတင်းထောက် Matlaw ကဖော်ပြသွားပါဘို့လေ။ကြံခဲ့တဲ့ လာတဲ့ကဒါအာဆင်နယ်နဲ့အားလုံးသဘောတူညီမှုယူထားပြီးပြီးအာဆင်နယ်ကိုရောက်လာမယ်ဆိုတော့အရီဇာဘာလကကီပါနဲ့ပတ်သက်ပြီးသူကဖော်ပြသွားတာအာဆင်နယ်အသင်းကိုပြောင်းရွှေ့ဖို့အတွက်အရီဇာဘာလကကီပါသည်အခြားအသင်းတွေရဲ့ပုံမှန်ပွဲထွက်ခွင့်ရကိုးသမားနေရာကိုညင်းပယ်ပြီးတော့အာဆင်နယ်ကိုပြောင်းလာတာဆိုပြီးတော့သတင်းထောက်မတ်လောကဖော်ပြသွားပါတယ်အခြားပြိုင်ဘက်တွေကိုညင်းပယ်ခဲ့တဲ့အာဆင်နယ်အသင်းကိုသူပြောင်းရွှေ့လာခဲ့တာကဒေးဗစ်ရိုင်ယန်နဲ့ပြိုင်ဆိုင်ပြီးတော့ပွဲထွက်တနေရာအတွက်သူစူးစမ်းခြင်းနဲ့အတွက်ဆိုပြီးတော့ဖော်ပြသွားတယ် report တွေရဆိုရင်တော့ Arsenal ကစာချုပ်ဖြတ်သိမ်းရေးပေါင်၅သန်းပေးချိန်မယ်အခု၂ဦး၂ဖတ်ကလတင်းချစာချုပ်စာတမ်းကိစ္စတွေအားလုံးပြီးစီးသွားခဲ့ပြီးကစားသမားကိုတရားဝင်လက်မှတ်ထိုးဖို့ဆေးဆစ်ဖို့ပဲကြံတော့တယ်ဆိုပြီးတော့သတင်းထောက်မတ်လောကဖော်ပြသွားပါတယ်အဲ့တော့တစ်ချက်ကြည့်လိုက်ရအောင်အမေရိကန်ကဘုံမောက်မာတွေကသူကနံပါတ်1ကိုယ်သမားဖြစ်နေခဲ့တာ ဲ့ရမှာတစင်ဒီပြောင်းရွှေ့ခြင်းပမာဏကလည်းဘုံမောက်လိုအသင်းမျိုးတွေဝင်နိုင်တဲ့ပမာဏပဲဒါပေမဲ့ဒီကစားမဘာကြောင့်အာဆီနိုယူလိုက်လဲဆိုတော့သူ့အနေနဲ့အသင်းကြီးတစ်သင်းမှာ तू ဆော့နိုင်သေးတယ်အသင်းကြီးတစ်သင်းကဂိုးသမားတက်ကို तू ချန်လန်းလုံနိုင်သေးတယ်ဆိုတော့ feeling မျိုးနဲ့ယူလိုက်တယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးတော့ဒီ London ကလပ်သင်းတစ်သင်းကြားကကောင်းမွန်တဲ့ဆက်ဆံရေးရလဲဒီပြောင်းရွှေ့မှာပိုးကြီးမြန်သွားစီရောလေတချို့ကတော့ပြောတာပေါ့ keeper ရဲ့အသက်အရွယ်ကြောင့်ဒီတန်ကြီးကြောင့် အာဆင်နိုရောက်လာတာကဒီထက်ပိုပြီးငယ်ရွယ်တဲ့ဂိုဒမရောက်လာရင်အဆင်ပြေမယ်လို့ထင်ကြရဆိုမဲ့လက်ရှိဈေးကွက်ထဲမှာအာဆင်နိုလိုချင်တဲ့ဂျိုဟန်ဂါစီယာမရနိုင်တော့တဲ့အဆုံးမှာတော့၅တန်းနဲ့လည်းဖြစ်တယ်နောက်ထပ်3-4နှစ်လောက်လည်းအရင်မှကောင်းကောင်းထားလို့ရတဲ့အတွေ့အကြုံရင်ဂိုဒမတူစပိန်သားလည်းဖြစ်တဲ့ဒီကီပါကိုခေါ်နိုင်ခဲ့တာတော့ဒါအာဆင်နိုတို့အရှုံးမရှိဘူးလို့ပြောလို့ရတယ်ပေါင်၅တန်းဆိုတာတကယ်ကဈေးကွက်ထဲမှာတောင်းရမယ်ဆိုရင်တဲလင်းမြေလူငယ်ကစားမတူဦးတော့မှမရနိုင်တဲ့ငွေကြီးပေါ့လေအဲ့ဒီကစားမတော့ဟိုချယ်ဆီအသင်းမှာတပတ်ကို ပေါင်တသိန်းခွဲလောက်တော့ရနေတယ်။ဒါပေမဲ့အာဆင်နယ်ရောက်လာလို့ရှိရင်တော့လိုခရတ်စာဘလောက်အာတီတာတို့ညှိနှိုင်းသွားမလဲဆိုတာတော့တချက်တော့စောင့်ကြည့်ရမှာပါ။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဂန္နာဘလော့ကိုဖော်ပြတာပေါ့လေဒီနွေဇီကွက်မှာဖူဟန်အသင်းကသူတို့အသင်းရဲ့အဓိကဝယ်မဲ့စီးရင်ထဲမှာ greenness ကိုလည်းတတ်မှတ်ထားဆိုပြီးဖော်ပြသွားတယ် အဓိကဝယ်မဲ့ကစားသမားစီးမှာတောင်မန်တိုက်စစ်ကစားသမားရီနက်ဆန်ကိုအဓိကပြစ်မှတ်တည်တဲ့မှာထည့်သွင်းထားတယ်။နယ်ဆန်ကိုအပိသက်ခေါ်ယူသွားဖို့အတွက်ဆန္ဒရှိနေတယ်။အာဆင်နယ်သားတင့်တော်တဲ့တန်ကြီးတရက်ကိုနှစ်သိန်းကျအဆင့်ပြောင်းဆွေးနွေးမယ်ဆိုရင်တော့မနစ်ကအငှားလာဆော့ခဲ့တဲ့နယ်ဆန်ကိုတဖက်ကမာကိုစေးဘကတော့ရအောင်ခေါ်ယူဖို့အတွက်စိတ်ဆန္ဒပြင်းပြနေဆိုပြီးတော့ဖော်ပြသွားတယ်။ဒီချက်လက်တွေကိုကြည့်တဲ့အခါမှာဖူဟန်တင်ရဲ့နွေရသည့်အဓိကစီးနဲ့မှာနယ်ဆန်ကိုခေါ်ယူရလဲပါဝင်တယ်။အဲ့အတွက် ဒဏ်ရာရီလည်းမကြာခဏရသူအသင်းရဲ့အဓိကကစားမလည်းမဟုတ်တဲ့အငှားကြီးလည်းမကြာခဏချနေရတဲ့နယ်စပ်နဲ့ပတ်သက်ပြီးတော့ပျော့ပျော့ပြောင်ပြောင်ဇီရန်တရက်တော့အာဆီနယ်တို့တတ်မှတ်လိုက်မယ်ဆိုရင်တော့ဒီပြောင်းရှိမကြာခင်ဖြစ်သွားနိုင်တယ်ဆိုပြီးတော့ဂန္ဓာဘလော့ကဖော်ပြသွားတယ်ဂန္ဓာဘလော့ဆိုတာကအသလက်တစ်ကဒီအာဆီနယ်နဲ့ပတ်သက်တဲ့ channel ကွဲတစ်ခုပေါ့လေသူလည်း on stain လို့လို့ပဲစိတ်ချတဲ့သတင်းဌာနပဲအဲ့တော့ Nelson ဒီ Arsenal တင်းရဲ့ဒီလူငယ် generation တစ်တုံးမှာအဆင်ပြေမယ်လို့ထင်ခဲ့ပေမဲ့ဒဏ်ရာရင်းနဲ့ရုန်းကန်ရတဲ့ရောက်တင်းတလောက်မရောက်ဘူး Arsenal ကစာချုပ်တက်တန်တိုးခဲ့တယ်ဆိုပေမဲ့အငှားကြီးနဲ့သာအချိန်ကြီးကုန်ဆုံးခဲ့တဲ့ကစားသမားပေါ့လေအဲ့တော့ဒီကစားသမားတို့ transfer market မှာ Euro 16တန်းပဲတန်ကြီးရှိတယ်အငှားချတုံးကကြံခဲ့တဲ့ယာတီတုံးကတကောက်ကျော်တန်ရခဲ့တာ သူတွေနဲ့ဆက်တက်ပွဲတော့ဝင်ကစားခဲ့တယ်တကူသွင်းခဲ့ပေါ့လေအာဆင်နယ်ကတော့ပွဲပေါင်း60ကစားထားတဲ့16သွင်းပြီး6လုံးဖန်တီးထားတယ်ဂိမ်းမီနယ်ပေါင်း3480ဒါစီနီယာလေးပဲအာဆင်နယ်တင်းတော့သူကစားပေးထားတယ်မနေ့ကဖူဟန်တင်းတော့ဆိုတော့ဒါ12ပွဲပြိုင်ပွဲဆုံးမှာကစားပေးနိုင်တယ်2ကိုသွင်း2ကိုဖန်တီးတယ်ဂိမ်းမီနယ်ပေါင်း982မိနစ်ဒိုင်းရီရရပြီးတော့ပွဲတွေအများကြီးမကစားရပါမိမာကူစီးပါသူ့တော်တော်လေးသဘောကျနေဖြစ်တဲ့အတွက်အာဆင်နယ်ဆိုတာတရစ်တရက်တတ်မှတ်နိုင်ရင်အခု Transfer Market ပေါက်ကြီး Euro 16တန်းရဲ့ ဒီတဝက်လောက်ဖြစ်ဖြစ်ယူဆယ်တန်းဆွဆွလောက်ကိုတက်မှတ်မယ်ဆိုရင်တော့တစ်ဖက်ကဝယ်သွားနိုင်လို့ကျွန်တော်ထင်တယ်။ဘာပြောပါလောက်ခရစားပိုင်းရရောဒီကစားသမားရဲ့ injury အခြေအနေကြောင့်ရောတိုးတက်လာတဲ့အခြေအရာရောအာဆင်တွေကတော့တန်ကြီးတရက်ကိုရှော့ပေါ်ပြီးတော့ရောင်းချသွားမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။နက်ဆန်နဲ့ပတ်သက်ပြီးအမှတ်တရဖြစ်ဆုံးကတော့ကျွန်တော်တို့ဒါဘုံမောက်အုပ်သိန်းကိုခံပတ်နဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာတွင်းသွားတဲ့ဂိုးတော့လက်ရှိချိန်ထိမှတ်မိနေပါသေးတယ်။ ီစီဇန်လေးကိုဒီကောက်ဝင်ကြီးပေါင်းပြီးတဲ့ရှိုးဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမစွန်းတော့ဘိုင်ဘဖုန်းနံပါတ်တင်ရောက်ကို9539639 2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရယူနိုင်ပါတယ် iVac ကိုကျေးဇူးစပေါ့အနေနဲ့9သလုံးမိအပြင်မှာစပေါ့တန်းစုံကစားခြင်းနဲ့ကျွန်တော်ညီကိုတွေ ဘောလုံးပွဲတွေကိုအပြောအဖြစ်စီးပွားဖြစ်ပြကစားခြင်းလို့ဆိုရင်ဆော့ဆော့မောဘိုင်ဘာဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါခင်ဗျာကျွန်တော်လည်းအားမခံပေးထားပါတယ်။ကဲနောက်ဆုံးနေ့တစ်ပုတ်ကတော့အသင်းမှာမတီမငိန်ဖြစ်နေပြီးတော့မကြခင်မှာထောက်ကွာသွားလို့မယ်ဆိုပြီးရေပန်းစားနေတဲ့တော်မက်ပါတီနေရာအတွက်အာဆင်နယ်ကဈေးကွက်ထဲမှာကစားသမားတဦးကိုအနီးကပ်စောင့်ကြည့်နေပါတယ်။အဲ့ဒီကစားသမားတော့ဒါလူစီယန်အကူမီလို့ခေါ်တဲ့စီဗီလာအသင်းရဲ့ကွင်းလယ်ခံစစ်ကစားသမားပေါ့လေ။ဒီတဲ့တင်းကိုတော့စီဗီလာဂျာနယ် တူလေးဖြစ်တဲ့ရာမီယက်စီကနေကျွန်တော်ရတာပါအဲလက်ရှိအချိန်ကြီးတော့ကလပ်တင်းနှစ်ခုကြားထဲမှာချိတ်ဆက်ထားခြင်းတော့မရှိသေးဘူးဒါပေမဲ့အာဆင်နယ်တင်းကင်းထောက်တီးရဒီကစားမောက်တော့ရှောက်စောင့်ကြည့်နေတယ်ပါတီရဲ့နေရာမှာအစားထိုးနိုင်မဲ့ဇူီမန်ဒီရဲ့အရန်ဖြစ်လဲသူတို့ကတစ်ချက်တော့ကြည်ထားရပေါ့လေအဲ့တော့ဒီကစားမားကအသက်က23နှစ်ရှိဖြစ်တဲ့ပြင်သက်သား Transformer ကမှာတော့ UO 6တန်းနည်းနည်းဆွဆွတော့ တန်ကြီးတော့တက်လာတွေ့ရတယ်2024ຫນွေລົງມາຕາອິນຕາມີລານຊີຫັ້ນດີຢູ່ໂອ4ດ້ານແນ່ຊີບີລາໂອປ້ຽງລາແກ່ດາອຍັງຍໍໄຂຊໍນໍຕັດມາລາໄດ້ຢູ່ດັ່ງແມ່ໂປຕິເຊີດີອະຍາຍຊິແດລົງເດີ້ຫຼໍຊີກວດຕັນຈີພွင့်ລຸມຢາສູລຸຊິເນາະດີກະຊາຫມောက်ໂກຊີບີລາໂລກະ ယူအိုတန်း30ရလို့ရှိရင်လက်လွတ်မယ်ဆိုပြီးတော့သတင်းတွေထွက်နေရတော့ရှိရယ်ဒါကလည်းလူစီယန်ဂူမီနဲ့ပတ်သက်ပြီးတော့စီဗီလာ channel လေး Ramius ကဖော်ပြထားပါဗောလေအဲ့တော့ဒီယာတီ36ဝက်မှာ26ဝက်ပို့ထပ်ထားတယ်တကိုးသူမီတော့သုံးလုံးဖိုင်ထားတယ်အဲ့တော့တစ်ဖက်ကလည်းဒါစီဗီလာ channel ကပြောတဲ့သတင်းဖြစ်တာဖြစ်တဲ့အတွက် marketing scene လည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီသတင်းကအခုမှတော့မဟုတ်ဘူးကြံခဲ့တဲ့ ဒီဇင်မာလာလုံးကလည်းတခါထွက်လိုက်သေးတယ်အဲ့တော့လည်းပါတီရဲ့စာချုပ်အခြေအနေနဲ့ပတ်သက်ပြီးရောဒီဇာမလီကတော့ဈေးကွက်ထဲမှာဒီလိုရှိရဆိုပြီးတော့သတင်းထွက်လိုက်တာပေါ့လေသူကတော့တပတ်ကို UO 2000ရနေတယ်တနှစ်ကို UO 1000ရနေတယ်ကစားသမားပေါ့လေတစ်ချိန်တော့ဒါစပက်စီယာမှာအငှားဆော့ဘူးတယ် brush အဲ့ဒီအသင်းဒီမှာအငှားဆော့ပြီးပြီးတော့နောက်တော့ inter milan ပြောင်းပြီးတော့အခုသူခြေစွမ်းလေးကောင်းလာပြီးတော့လူတစ်ဖြည်းဖြည်းတည်လာခဲ့တာကတော့စီမီလာအသင်းစီပါပါတချို့ကတော့ပြောကြတာပေါ့လေ စံပြီလူကိုညာဝဲနေရပေးလိုက်ပါဒီစားမောက်ဘာလို့ဝယ်နေပါလဲပြောပြီးမယ်အာရီတာကသူသုံးလို့အဆင်မပြေဘူးသူတက်ကနစ်နဲ့အဆင်မပြေဘူးအငှားချပြီဆိုရင်တော့ exam တွေကိုပြန်ပြီးတော့အချိန်ပြရတော့ရှားတယ် Fabio Bia ကလွဲရင်ပါအဲ့လို့ဆိုတော့ပါတီရဲ့နာဂတ်ကတော့အာဆင်နယ်မှာတဖြည်းဖြည်းနဲ့နဲပါလာပြီလို့ပြောလို့ရတယ်အခုလည်းကျွန်တော်ဂျွန်30ဆိုသူ့ရဲ့စာချုပ်ကကုံဆုံးတော့မှာအဲ့တော့နှစ်ဦးနှစ်ဖက်ကြားမှာဘလို့မှညှိမရတော့ဆိုရင်အာဆင်နယ်ကလည်းလာစာတုံးမပေးဘူး ေါင်နှသိန်းတိုင်းပဲဆက်ပြီးကန့်လန့်ထားတယ်။တစ်ဖက်ကပါတီကလည်းပေါင်နှသိန်းတက်ပို့ပြီးလိုချင်တယ်ဆိုလို့ရှိရင်တော့နောက်ဆုံးညှိမြလို့ရှိရင်နှစ်ဦးနှစ်ဖက်လမ်းခွဲဖို့ပဲရှိတယ်။အဲ့အတွက်အာဆင်နယ်ကလည်းပါတီအစားထိုးအခုလိုပြစ်မှတ်တွေကိုရှာဖွေနေပါလေ။ဘလို့ပဲပြောပြောပါအစ်မအသားကြီးကြပြီးသား အထွေထွေရင်ကစားမတူကိုဆုံးရှုံးလိုက်တာဖြစ်တဲ့အတွက်တစ်ကစပြီးတော့အခြားကစားမတူကိုတော့ပြင်ပြီး train ရဖို့ရှိရဲ့ဒါပေမဲ့အစိုးရအကောင်ကတော့ရောက်လာမဲ့ကစားမတော့လောက်ခလာစာတတ်တာပါမှာဒါပေမဲ့လောက်ခလာစာကြီးထယ်ပြောအောင်လေကိုသိန်းကသိရမလားငွေဒီပုံပေါ်ဖင်ခုထိုင်ပြီးတော့မှကစားမတော့ဝဲတဲ့ခါမှာလက်ဖွာတာမှမဟုတ်တာရတဲ့လောက်စစ်ကြအဲ့တော့ဒီကောင်ကြီးကတခါကျရင် FFP နဲ့ညှိနေရပဲကောင်းတယ်လို့ကျွန်တော်တွေးအခု FFP နဲ့လွတ်နေရတော့မှချန်ပီယံလိရနေတဲ့ငွေတွေအသက်ရှူတိုင်းဝင်ခဲ့တာတော့မှပရီးမီးယားလိမှာလည်းအဆင့်နှစ်ရပြီးတော့ ပတ်စံနေအတကူရခဲ့ရတော့မှဘယ်ကစားမကဘလောက်တန်တယ်မတန်ဘူးလုံးနေသေးတယ်တကယ်ရအောင်မြင်မှုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီအချိန်မှာ quality player လိုချင်တော့ quality ဈေးပေးရမှာပဲ20 30တောင်ကြည်နေလို့မရဘူးအခြားဘက်မှာတော့ကျွန်တော်ခြုံလိုက်လို့ရမယ်အခု sasco ဘလောက်လဲပုံပွဲပြီးဝယ်လိုက်တင်တယ်လို့ထင်တယ် rodrigo ဘလောက်လဲပုံပွဲပြီးဝယ်လိုက်တင်တယ်ထင်တယ်ကြံတဲ့ခန်းစစ်ပိုင်းကြံတဲ့ကွင်းလယ်ပိုင်းတွေကတော့ခဏထားလိုက်လို့ရတဲ့အနေထားပေါ့လေကဲအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ